အထူးသဖြင့်မြတ်စွာဘုရားကဂုံကျေးဇူးများစွာရှိတဲ့အနေကဒီနေ့ဘုံကယောဂီတို့ရဲ့နှုတ်ဖျားမှာ နေတိုင်းရွတ်ဆိုပြီးတော့နေတဲ့အတိပ္ပေကိုသိမယ်ဆိုလို့ရှိရင်အလွန်တရာမှအကျိုးကျေးဇူးများမဲ့ဂုံတော်၃ပါးကိုဒီနေ့ပြောမယ်ပေါ့နော်လူတိုင်းလူတိုင်းတိရစအရွယ်ကစပြီးတော့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့ကလေးလေးတွေကစရှ िख ိုးတတ်တယ်မြတ်စွာဘုရားပေါ့ ဒါပေမဲ့အဲ့ဒီဘုရားရှိခိုးရဲ့လင်းတဲ့ပုံပြည့်စုံပုံကောင်းမွန်ပုံသိရှိနားလည်တဲ့လူကတော့အလွန်နည်းတယ်လို့ထင်တယ်။ပြောရရင်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုနော်ဆင်ခြင်းပြီးတော့ရှိခိုးနေတဲ့ဘုရားရှိခိုးတွေမှာဒီဘုရားရှိခိုးကအကောင်းဆုံးပဲအပြည့်စုံဆုံးပဲဟုတ်လားဒါလေးကိုနားလည်ရအောင်နော်နမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တနမောရှိခိုးပါဤဘုသူ့ကိုရှိခိုးတာတော့ တတထိုမြတ်စွာဘုရားအာအဲ့ဒီမြတ်စွာဘုရားကဘလို့မြတ်စွာဘုရားတော့ဘဂဝတော်ဟောလာပြီနော်ဘဂဝတော်ဘဂဝါကုံနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဘဂဝါကုံဆိုတာဘာလဲအကြမ်းမြတ်ဖြစ်တော်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကောတော်နန္ဒနဲ့ပြည့်စုံတယ်လို့ဒီလိုနားလည်ထားတယ်ဟုတ်လားအဲ့ဒါကိုပို့ပြီးတော့ထဲထဲဝင်ဝင်လေးစဉ်းစားတက်စီခြင်းမြတ်စွာဘုရားဆိုတာလောကမှာအပြည့်စုံဆုံးလူသား အဖက်ဖက်ကဘာမှလိုလေသေးမရှိအောင်ပြည့်စုံရုပ်ရည်အဖြစ်ပဲဖြစ်ဖြစ်ဉာဏ်ပညာအဖြစ်ပဲဖြစ်ဖြစ်စိတ်အရည်အသွေးအဖြစ်ပဲဖြစ်ဖြစ်ဘယ်ဘက်ကကြည်ကြည်မြတ်စွာဘုရားမှာဘာလေးလိုနေတယ်ဆိုတာမရှိဘာဖြစ်လို့အဲ့လောက်မြတ်စွာဘုရားကပြည့်စုံတာလဲလို့မေးရင်ဘဝပေါင်းများစွာမြင့်မြတ်တဲ့ပါရမီလုပ်ငန်းစဉ်ကိုဘာမှမလိုအောင်ပြည့်ပြည့်စုံအောင်မြတ်စွာဘုရားပြုလုပ်ခဲ့လို့ဒါကိုမြင်တဲ့ရမယ်ဟုတ်လားအလွန်တရာမှ ကြီးကျယ်တဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်တွေပေါ့ဘဝပေါင်းများစွာမြတ်စွာဘုရားအဆုံးစွန်ရအောင်ပြည့်ပြည့်စုံအောင်လုပ်ခဲ့တယ်။အဲ့ဒီအကြောင်းတရားရဲ့ပါရမီအကြောင်းတရားရဲ့ပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်ဘုရားဖြစ်တဲ့ဘဝမှာနောက်ထပ် level ဒါဘဝဖြစ်เสียမရှိတော့ဘူးအန္တိမဘဝနောက်နောက်ဆုံးဘဝဆိုတော့ဖြည့်စည်းခဲ့တဲ့ပါရမီတွေကအကုန်လုံးအလူအရအကျိုးပေးကြသလိုမျိုးပေါ့။ဘာလေးမှလိုလေသေးမရှိအောင်မြတ်စွာဘုရားကနောက်ဖြည့်ကျင့်ခဲ့တဲ့ပါရမီတရားတွေကဖန်တီးကြတယ်ဝိုင်းဝန်းပြီးတော့ အကျိုးပေးကြတယ်ဒါကြောင့်မြတ်စွာဘုရားမှာဘာလိုနေတယ်ဆိုတာမရှိဟုတ်လားရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆိုဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်လည်းပဲအမြင့်မြတ်ဆုံးမြတ်စွာဘုရားမှာဘာလိုတယ်ဆိုတာမရှိဘူးအဲ့ဒါကိုဘဂဝါကုံလို့ခေါ်တယ်ဟုတ်လားတော့နမောရှိခိုးပါဤဘလူမြတ်စွာဘာဝရှိခိုးတာတော့တတ္တထူမြတ်စွာဘုရားရှိခိုးတာအဲ့ဒီမြတ်စွာဘုရားဘလူမြတ်စွာဘုရားတော့ဘဂဝါတော့ ကောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာကောင်းတာတွေမှန်သမျှအကုန်လုံးပြည့်စုံနေတဲ့မြတ်စွာဘုရားဟုတ်ပြီနော်သမောတတဘဂဝတော်ဘဂဝတော်ပြီးတော့ပါတော့အရဟတော်အရဟတော်ဆိုတာစိတ်နှလုံးအဖြူစင်ဆုံးလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာတော့ຢာကားဖြင့်လည်းပဲပူလောင်နေဆိုတာမရှိဘူးဒေါသဖြင့်လည်းပူလောင်နေဆိုတာမရှိဘူးမောဟဖြင့်လည်းပူလောင်နေဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိအေဂျန်တယ်ဘာဖြစ်လို့တော့ ပူစီတဲ့လောင်စီတဲ့ပင်ပန်းစီတဲ့တရားတွေမြတ်စွာဘုရားရှိနေလို့မှလုံးဝမရှိတော့ဘူး။ဒကာမတို့ဘုံဘုံတို့တွေမှာတော့လူချင်းစရာမမိုးစရာအာယုန်နဲ့တွေ့ရာကဆိုတဲ့ဆွဲမဲ့မှုနဲ့စိတ်ဟာပူလောင်ရတယ်ပင်ပန်းရတယ်။မကျင်တဲ့စရာအာယုန်နဲ့တွေ့လာရင်အလိုမချမှုမကျင်တဲ့မှုတွေနဲ့စိတ်ဟာပူလောင်ရတယ်ပင်ပန်းရတယ်။ဒီအတိုင်းဘုရားဝါဒနေနေတာပဲအမှန်တရားကိုမသိဘူးဆိုတာလည်းပဲပူလောင်ခြင်းတစ်မျိုးပင်ပန်းခြင်းတစ်မျိုးပဲ။သူကြတော့နုညံ့တဲ့အတွက်ကြောင့် မတိမှုဟာပူလောင်တယ်ပင်ပန်းတယ်ဆိုတာကိုနားလည်ဖို့တော်တော်ခက်တယ်ပေါ့နော်မြတ်စွာဘုရားကတော့မောဟဆိုတဲ့မတိမှုကိုလည်းပဲမောဟခိမောဟမီးလို့ဒီလိုဟောရတယ်ဟုတ်လားအဲ့မြတ်စွာဘုရားစိတ်လုံးမှာအဲ့လိုလောင်စီ ပူစီကျွမ်းစီတတ်တဲ့မီးတွေဟာလုံးဝငြိမ့်နေမီးငြိမ့်တဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာပါတော့အေးတယ်ငြိမ့်တာနဲ့အေးတာနဲ့ကိုတွဲပြီးတော့နားလည်ဖို့လိုမယ်နော်မငြိမ့်မဲနဲ့အေးမှာမဟုတ်ဘူးနော် ငိမ့်မအေးမဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့အရဟံဂုံဆိုတာမြတ်စွာဘုရားမိငိမ့်နေတဲ့အတွက်ကြောင့်ပဂတိအေးချမ်းနေတယ်ဆိုတဲ့အတိပ္ပယ်ကိုပြောတာဟုတ်လားတနည်းရှုထောင့်တစ်မျိုးကကြည့်ပြောမယ်ဆိုရင်ဇာကသည်မလအညစ်အကြေးတစ်မျိုးဖြစ်တယ်ဒေါသသည်မလအညစ်အကြေးတစ်မျိုးဖြစ်တယ်မောဟကလည်းမလဆိုတဲ့အညစ်အကြေးတစ်မျိုးဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟာ နော်အလွန်ထက်မြက်တဲ့ဉာဏ်ပညာတွေဟူသောရေဖြင့်အဲ့ဒီအညစ်အကြေးတွေကိုလုံးဝပြောင်းရှင်တန့်ရှင်းသွားအောင်ရှေ့ကျောတော်မူနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာပဂတိဖြူရှင်တန့်ရှင်းတော်မူ၏ဒါအရဟံဂုံရဲ့အတိပ္ပယ်ကိုပြောတယ်နော်အဲ့ဒါတွေကိုစဉ်းစားဆင်ခြင်နေရင်ကိုယ်စိတ်နှလုံးဟာအလွန်မြင့်မြတ်သွားတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေအည်သွေးတွေကိုဆင်ခြင်ခြင်းဖြင့်ကိုယ်စိတ်ကိုမြင့်မားစေရမယ်မြင့်မြတ်စေရမယ် ။နော်အဲ့ဒီလိုလုံနေတာကိုဟာကိုယ့်ရဲ့စိတ်ကိုကာကွယ်စောင့်ရှောက်နေတာကိုယ့်ရဲ့ဘဝကိုကာကွယ်စောင့်ရှောက်နေတာ။ဟုတ်လား။နမောရှိခိုးပါဤတတ္တထုမြတ်စွာဘုရားအာဘလိုမြတ်စွာဘုရားတို့ဘဂဝါတော်ကောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ကောင်းတာတွေအကုန်လုံးပြည့်ပြည့်စုံနေတဲ့မြတ်စွာဘုရားအခုရဟတော်ပါတော့ကိလေသာအပူတွေငြိမ်းလို့အေးတော်မူတဲ့မြတ်စွာဘုရားကိလေသာအညစ်အကြေးတွေတန့်ရှင်းစင်ကြယ်တော်မူတဲ့အတွက်ကြောင့်အလွန်ဖြူရှင်တော်မူတဲ့မြတ်စွာဘုရား ုတ်ပြီနော်နောက်တစ်ပါးကျန်သေးရောသမာတဗုဒ္ဓတဟုတ်လားသမာတဗုဒ္ဓတဆိုတာသကလုံးသုံးလုံးရှိရသမာတဗုဒ္ဓသမာရဲ့တန်ရဲ့ဗုဒ္ဓနော်သမာဆိုတာမှန်ကန်စွာသာဆိုတာကိုယ်တိုင်ဗုဒ္ဓဆိုတာတိတာနော်တဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရားကိုယ်တိုင်မှန်မှန်ကန်ကန်တိတာဘာလေးကိုမသိဘူးဆိုတာမြတ်စွာဘုရားမှာမရှိဘူး ကြံမြန်ဖြင့်ဒါလို့ရင်ဆင်းရဲမယ်ဒါလို့ရင်ချမ်းသာမယ်။တော့ဒါလို့ရင်တော့ဘဝတန်တရာထဲမှာလည်နေမှာပဲ။ဒါလို့ရင်တော့ဒီဆင်းရဲတဲ့ဘဝတန်တရာဝိဒုက္ခကနေလွတ်မြောက်သွားလိမ့်မယ်။အစရှိတဲ့ဖြင့်မြတ်စွာဘုရားနော်ပြီးပြည့်စုံအောင်တဘာဝတရားတွေရဲ့အကြောင်းကိုသိတော်မူတယ်၊မြင်တော်မူတယ်။နော်မြတ်စွာဘုရားဖန်တီးသူမဟုတ်နော်တွေးရှိသူ။တဘာဝတရားတွေကိုဘယ်သူမှတကယ်တမ်းကဖန်တီးလို့ရတာမဟုတ်။ဟုတ်လား။ဆိုကြပါစို့အကုသိုလ်တရားတွေဟာဆင်းရဲစေလို့မြတ်စွာဘုရားလှုပ်ထားတာမဟုတ်။ အကုသိုလ်တရားတွေဟာမကောင်းတဲ့စိတ်ဓာတ်တွေဟာဆင်းရဲစေတယ်ပူလောင်စေတယ်ယုံညံ့တဲ့အကျိုးရလတ်တွေကိုထွက်ပေါ်စေတယ်လို့မြတ်စွာဘုရားတိမြင်တာ။နော်ဒီတရားတွေရဲ့အကျိုးရလတ်ကဒီလိုရှိတယ်လို့တိမြင်တာ။ဟုတ်လား။အဲ့လိုပဲကောင်းတဲ့စိတ်တွေကုသိုလ်တရားတွေဟာချမ်းသာစေလို့မြတ်စွာဘုရားလှုပ်လိုက်တာမဟုတ်ဘူး။နော်ကောင်းတဲ့တရားတွေဟာစိတ်ကိုအေးချမ်းစေတယ်။မချမ်းသာစေတယ်။နောက်တစ်ချိန်မှလည်းပဲကောင်းမွန်တဲ့အကျိုးရလတ်တွေကိုဖြစ်ထွန်းစေတယ်လို့ ဤတဘာဝတရားတွေရဲ့စွန့်ရည်တက်တီကိုမြတ်စွာဘုရားဘာလို့မြင်တော်မူတာသိတော်မူတာသဘောပေါက်လားဘုံပြောတာဟုတ်တယ်ဘုရားဆိုတာဖန်တီးသူမဟုတ်နော်တဘာဝတရားတွေရဲ့အကြောင်းကိုဗာလဲသိရှိသူတွေ့ရှိသူတွေ့တာသူတွေ့တာကိုတွေ့တဲ့အတိုင်းပြောတာလားအဲ့ဒါဘုံတို့ယုံကြည်တယ်ဆိုရင်လိုက်လာကျင့်သုံးကြည့်ဒါပဲဟုတ်လားအဲ့တော့တမန်သမုဒ္ဒဆိုတာဗာလဲနော်ကောင်းစွာမှန်စွာ ကိုတော်တိုင်သိတော်မူတာတမန်သမုဒ္ဒဟုတ်လား ဟိုကိုပြီးတော့ရိုးရှင်းတဲ့စကားလုံးနဲ့ပြောရရင်မြတ်စွာဘုရားအတော်ဆုံးလူသားအထက်မြတ်ဆုံးလူသားပဲအဲ့ဘုံဘုရားဘဂဝါကုံရဲ့အရဟံကုံရဲ့တမတ်တမုဒ္ဒကုံရဲ့ဟိုအလွန်ရိုးရှင်းရှင်းသားလေစေခြင်းဘဂဝါကုံဆိုတာအပြည့်စုံဆုံးလူသားဘာလို့နေလဲဆိုတာမရှိဘူးအရဟံကုံဆိုတာအကောင်းမွန်ဆုံးလူသားအဖြူရှင်ဆုံးလူသားနော်စိတ်ဓာတ်ကအကောင်းဆုံးပဲဟုတ်လားတမတ်တမုဒ္ဒဆိုတာဘာတော့အတော်ဆုံးလူသားအထက်မြတ်ဆုံးလူသားဒီလောက်ကောင်းတာနော် အဲ့ဒီဒီကုံကျေးဇူးကိုတုံမအကြောင်းကိုခေစီတွင်ညာအသေးစိတ်နားလေအောင် လေ့လံပြီးတော့ဒါကိုစိတ်နဲ့ကြင်ပါများဆိုတာစဉ်းစားမယ်ဆင်ခြင်မယ်ဆိုရင်အဲ့ဒီလိုလုံနေခြင်းကပဲမိမိရဲ့စိတ်ကိုဘာလို့ကာကွယ်ရရှောင်ရှောင်ရရောက်တယ်ကိုယ့်ရဲ့ဘဝကိုလည်းကာကွယ်ပြီးသားဆောင်ရှောက်ပြီးသားဖြစ်တယ်တော့အပြင်ဘက်ကအန္တရာယ်တွေရန်တွေဆိုတာကတော့အတွင်းမှာအန္တရာယ်မကင်းလို့ရန်မကင်းလို့ဖြစ်ကြရတာများပါတယ် နောက်အတွင်းမှာအန္တရာယ်ကင်းမယ်ရန်ကင်းမယ်ဆိုရင်ပြိမကအန္တရာယ်တွေရန်တွေဟာလည်းပဲအလိုလိုကင်းရှင်းပြီးသားဖြစ်နေတတ်တယ်။ဒါကိုလည်းပဲနားလည်ဖို့လိုပဲနော်။ဒါကြောင့်ဝိပဿနာတရားကိုဗရဏအနေအားမှာထားပြီးတော့စူးစမ်းအထုတ်ပြီးတော့နေကြတဲ့ယောဂီတွေအနေနဲ့မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကိုနော်တည်အောင်မြင်အောင်နားလည်အောင်လေ့လာသင်ယူပြီးတဲ့နောက်မှာစဉ်းစားဆင်ခြင်ခြင်းဖြင့်ကိုယ်စိတ်နှလုံးကိုမလုံးစေရမလို့မြင့်မြတ်စေရမေ။သဘောပေါက်ရလားဖုံပြောတာ။အင်းဒါဗုဒ္ဓနုဒတိဘာဝနာပေါ့နော်။